the same country is facing the biggest earthquake in its history. Today, I'm calling out to the world this is an emergency. Myanmar and Thailand have just been hit by the biggest earthquake in our history. Thousands of people are suffering, trapped and rebel, without food, water, or medical aid. Please stand with us, donate today. Your support can save lives. Please share this message. Let the world know what is happening in Myanmar and Thailand. The people in Myanmar and Thailand need you now more than ever. Thank you all so much. Jesus miyai demare. Kapo makap. So, alo mga Let's see, chiniyaro. Alo le, tijare time of it. ဒီနေ့မှာတော့ထိုင်းနိုင်ငံရောက်နေတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်သတင်းစကားလေးတစ်ခုကျွန်တော်မျှဝေပေးပါမယ်။တဘာဝဘေးအန္တရာယ်မြင်းကလေးအင်းကြောင့်ထိုင်းနိုင်ငံအပါအဝင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုးဝါးစွာပျက်စီးထိခိုက်မှုတွေကြုံတွေ့ခဲ့ကြရပါတယ်။ပျက်စီးမှုတေဆုံးမှုတွေရှိသလိုမျိုးကျွန်တော်တို့ကုသိုလ်ဆက်သွယ်မရသေးရှာလို့မရသေးတဲ့လူတွေကလည်းလူနဲ့တည်းရှိနေပါသေးတယ်။ကျွန်တော်ပိုဆိုးတာပြပရောက်နေပြီးတော့ကိုယ့်အိမ်ကိုဆက်သွယ်လို့မရတဲ့ကိစ္စပါ။ ပြပထွက်ကင်ပြီးအလုတ်လုတ်ကင်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအဒီနဲ့ကကျွန်တော်တို့အိမ်ကိုဆက်သွယ်ဖို့က video phone call စာ internet wifi စတဲ့ online ကိုပဲကျွန်တော်တို့အားထားနေကြရတာပါအခုလက်ရှိ current situation အရမြန်မာပြည်မှာ internet online ကြီးပြတ်တောက်မှုတွေများစွာဖြစ်နေပါတယ်ဆိုတော့ဆက်သွယ်မရဖြစ်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကျွန်တော်တို့အိမ်ကစင်ပြေလာအိမ်ကဆက်သွယ်လို့မရဘူးဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက် ထိုင်းအစိုးရအနေနဲ့ထိုင်းတူမြန်မာ free call လေးကိုသူတို့စီစဉ်လေးတုတ်ပေးထားပါတယ်လုံဆောင်အောင်ပုံစံလေးရတော့ဒီမှာပြထားတဲ့အတိုင်း001 800 001ကိုခေါ်ဆိုပြီးတော့ IVR လေးသူပြောတာလေးနားထောင်ပြီးတော့ရပြီဆိုလို့ရှိရင်009ကို ခေါ်မဲ့ဖုန်းနံပါတ်ကိုနေထည့်ပြီးတော့ခေါ်ဆိုလို့ရပါတယ် ဒီညမှာတို့သတ်မှတ်ပေးထားမတ်လ31ရက်နေ့အထိပါထတ်တူမတူတော့ကျွန်တော်တို့မသိသေးပါဘူးဒီနီလန်းလေးနဲ့ခေါ်လို့အဆင်ပြေကြတဲ့သူတွေလည်းရှိကြပါတယ်ဒါပေမဲ့လည်းဖုန်းလိုင်းချက်နေတဲ့ပြဿနာလေးတော့ရှိပါတယ်အချင်းချင်းခေါ်ဆိုရပါတယ်ဒီနီလန်းလေးကိုအဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒိုက်ဖုန်းခေါ်လို့ရပါတယ်ဒီညမှာ +959 ခံပြီးတော့ကိုလိုချင်တဲ့ကိုခေါ်ချင်တဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်ပါရိုက်ထည့်လိုက်ပြီးဖုန်းခေါ်လိုက်ရုံပါပဲ ဒါပေမဲ့ဖုန်းပေရှိနေဖို့တော့လိုအပ်ပါတယ်ခင်ဗျာဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မြန်မာနိုင်ငံပြည်တွင်းထဲကဖုန်းပေအဆင်မပြေတဲ့သူတွေခက်ခဲနေတဲ့သူတွေဖုန်းပေဝယ်လို့မရတဲ့သူမျိုးမျိုးသောအကြောင်းကြောင့်ဖုန်းဆက်ဖို့ဖုန်းပေလိုနေတဲ့သူတွေကိုကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်ကျွန်တော်စီမှာဖုန်းပေလာတောင်းလို့ရပါတယ်ကျွန်တော်ဖုန်းပေကျွန်တော်နိုင်တဲ့လောက်ကျွန်တော်ဖြည့်ပေးပါမယ်ဒီညမှာတစ်ခုရှိတာကကျွန်တော်ကကျွန်တော်မှရှိတဲ့အိမ်ခန်းလေးနဲ့ ကျွန်တော်လူတန်းရတာဖြစ်တဲ့အတွက် limit တော့ရှိပါတယ်ဆိုတော့ကျွန်တော်တက်နိုင်တဲ့ amount လေးပြည့်ဝရင်တော့ကျွန်တော်တက်နိုင်သလောက်ပဲပေါ့ဗျာပြောချင်တာကတော့အားလုံးကျေးဇူးတင်ပါတယ်ဒီ business ကြီးအမြဲတမ်းပြီးဆုံးသွားပါတယ် for the peace